မြန်မာနိုင်ငံမှာရွေးကောက်ပွဲအလွန်အဆိုးရွားတည့်ရပေါ်ပေါက်လာရင်ပြည်တွင်းမှာဖြစ်ပွားနေတဲ့နိုင်ငံရေးတည်ငြိမ်အောင်ဘယ်လိုလှုပ်ဆောင်မလဲဆိုတာမေးခွန်းထုတ်မှုတွေရှိနေပါသေးတယ်။လက်ရှိမြန်မာနိုင်ငံမှာလောက်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ပြည်내ထူထောင်ရေးကဏ္ဍပြည်တွင်းညဉ့်ညဉ့်ရေးဆောင်ရွက်ရမယ့်ကိစ္စတွေအဲဒီကတစ်ဆင့်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအစ်တကိုတည်ဆောက်ဖို့စတဲ့ဥတီချက်၃ချက်ဟာရွေးကောက်ပွဲအလွန်ပေါ်ထွက်လာမယ့်အဆိုးရွားအတွက်တာဝန်ကြီးမာတယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်က CNN သတင်းထံကိုပြောပါရတယ်။အဲဒီအချက်၃ချက်ကိုဆောင်ရွက်နိုင်မယ့်တခုတည်းသောနိလန်ကနိုင်ငံရေးတည်ငြိမ်မှုပင်ဖြစ်ကြောင်းအဲဒါကြောင့်ပြီးခဲ့တဲ့ကာလအဆိုးရွားလက်ထက်တွေမှာလှုပ်ဆောင်ခဲ့တာတွေကိုနောက်လာမယ့် အစိုးရအနေနဲ့ခြေဖြတ်ချင်းမျိုးမဖြစ်သင့်ပဲစူပေါင်းကခိုင်မာတဲ့အစိုးရတရက်ကိုပုံဖော်ရမှာဖြစ်ကြောင်းသူကပြောပါတယ်။နောက်နေ့ရွေးကောင်းပွဲအလွန်အစိုးရမှာတာဝန်ကြီးတော့ဘုပထမတစ်ချက်ကကျွန်တော်တို့ရဲ့ဒီဒွန်းစစ်ကြီးပေါ်ကြတာကြီးကိုအပြစ်ခတ်ရက်တဲ့ကိစ္စကနေစပြီးတော့ချင်းချင်းနိုင်ငံရေးယုံကြည်မှုရှိအောင်ဆွေးခိုးယူနေရပါပေါ့။ဒါတော့အလွန်ကြီးမားတဲ့တာဝန်ပေါ်ကြ။လက်ငယ်မှာမန္တလေးငလျင်ကြီးအောင်ဖြစ်နေတဲ့ပြန်လေးထူထောင်ရေးကဏ္ဍကိုအင်အားပြည့်နေဆုံးရကြမှာ အဲ့ဒီနောက်မှာခုနပြောတဲ့ဆောင်ရွက်ကြရမယ်ပြည်တွင်းငြိမ်းချမ်းရေးပို့ပြအဲ့ဒီကနေတစ်ဆင့် control တိုးတက်တဲ့နိုင်ငံဖြစ်ပို့ပြဒီဥပဒေချက်၃ရက်ကတော့လိုအပ်တာဆိုတော့အဲ့ဒီလိုတာဝန်ကြီး၃ရက်ကရှိနေကိုရွေးကောက်ခံပြီးတော့ပို့ထွန်းလာမယ်အစိုးရကတာဝန်ကြီးရေဆိုတာတခုကတော့အားလုံးကလေးပဲလိုပဲတတ်ပါမယ် အဲ့တော့အဲ့ဒီတုံးကိုခုနကဥတီချက်တုံးကိုဆောင်ရွက်နိုင်တဲ့အခုဒီတို့နေပြီးနိုင်ငံရေးတည်ငြိမ်မှုပေါ့ဗျာအဲ့ဒီလိုလုံနိုင်ဖို့အတွက်အခုနောက်ဆက်ကရဲ့ငားနှစ်ပေါ့ဗျာအဲ့ဒီမတိုင်ခင် NLD ရဲ့ငားနှစ်ပေါ့အဲ့ဒီမတိုင်ခင် USGB ရဲ့ငားနှစ်ကိုထိုင်ချိန်မှာမှချိတ်ဆက်နိုင်ရမဲ့တောင်းဝန်ကြီးတစ်ခုလာမယ့်ဆိုရမှာပို့ထွန်းလာတာပေါ့ဒီကရက်ကလာလုပ်ပြတာအကုန်လုံးကိုနောက်ဆိုရတာအကုန်ခြေဖြတ်တာမျိုးမှဖြစ်နေပြီပေါ့ ုပေါင်းပြီးကိုခိုင်ပါရဲဆိုတာပြက်ကိုပုံဖို့အောင်ပေါ့အဲ့ဒါလိုပုံဖို့ခြင်းဒီကြွေးပြိပခတ်ဦးတွေပဲပို့ပြီးတော့ပြင်းအေးကြံသွားအောင်ဥဆောင်ခိုင်ရမှာပေါ့ နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေအတွင်းရွေးကောက်ပွဲကျင်းပသွားမယ်လို့ပြောကြားထားပါတယ်။ရွေးကောက်ပွဲအလွန်အဆိုးရအနေနဲ့လက်နက်ကင်ပြဿနာတွေကိုရှင်းကိုရှင်းရမှာဖြစ်ကြောင်းအဲ့ဒီပြင်သတိထားရမယ့်အချက်ဟာအင်အားကြီးနိုင်ငံတချို့ပါဝင်ပတ်သက်မှုတွေလည်းရှိနေတာကြောင့်နိုင်ငံတကာဆက်ဆံရေးကိုအာရုံစိုက်ပြီးလှုံ့ဆော်ရမှာဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ PPP မှအထွေထွေအတွင်းရေးမှူးဦးမျိုးဆက်သွေးက CNN သတင်းဌာနကိုပြောပါတယ်။ အကြီးကတော့သတိပဋ္ဌာန်ပြဿနာတွေပေါ့နော်သတိပဋ္ဌာန်လက်လက်ကန်သတိပဋ္ဌာန်ပြဿနာတွေပေါ့အဲဒါရီယာမျိုးရောက်ပွဲပြီးဆိုရတာရှင်းကိုရှင်းရမှာပေါ့အဲဒီပဋိစ္ဆာပြဿနာတွေကသရင်းလက်တွေလိုက်စားလိုက်ရင်တော့တမန်ကြောင့်ဖြစ်စဉ်တွေလည်းရှိတယ်တန်ဆာတာခွင့်မှုကိစ္စတွေလည်းရှိတယ်နိုင်ငံရေးတည်မှုတွေလည်းရှိတယ်သတိပြန်ပုံပြီးတော့မှသတိထားဖို့တောင်းတာတရားကြီးနိုင်ငံတို့ရဲ့အဝင်ပတ်သက်မှုတွေရှိတယ်အဲတော့ဟိုဒါရီယာမဖြစ်ရှင်းတဲ့ခုနကကိုပြောသလိုဟိုနိုင်ငံတီဆောင်ရေးကိုလှုပ်ဖို့ရတယ်တော်တော်လေးချက်လိမ့်မယ်ဆိုတော့နိုင်ငံတကာစစ်ဆင်ရေးကိုတော်တော်လေးကိုအာရုံစိုက်ပြီးတော့လေပြည်တွင်းလက်နက်ကိုင်ဖွဲ့စည်း ီးတွေအားလုံးကတရေသေးစရာဆင်းလာကြည့်အထောက်ပံ့မပါဘဲနဲ့ရက်တိမမေ့ရဘူးလေလက်နဲ့ဆိုတာအခုတည်းကအထောက်ပံ့နေမှာရပါလေတကယ်အထောက်ပံ့နေတရလာနေပေါ့ဒါဆင်းလာကြည့်ဖြစ်စလေးပါဒါရီအားလုံးကနိုင်ငံတကာစိတ်ဆိုင်နဲ့ပတ်သက်ကြရပါလေ။မူဝါဒတို့နိုင်ငံဆိုင်ချက်တို့ဆိုတာအပွဲပေါ်မှာညှိနှိုင်းကြတယ်လေ။ကြည့်လို့မရတာအောက်ပတ်နေတဲ့အင်အားစုတို့လေ။တရီရကျတော့နိုင်ငံတကာနိုင်ငံနဲ့မှာဆက်ဆံနေရမှာပေါ့။ လက်ရှိမြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်လူပေါင်း4000ကျော်တေဆုံးပြီး9000ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကလူနေအိမ်တွေစာတင်ကြောင်တွေဘာသာရေးအဆောက်အုံတွေစေယုံစည်းကမ်းတွေနဲ့လန်ဒရာတွေပျက်စီးဆုံးရှုံးခဲ့ပါတယ်။အဲဒီအပြင်မြန်မာနိုင်ငံတဝက်မှာမြန်မာတပ်မတော်နဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးနေရဲဆုံးကွာထွက်ပြေးတိတ်ဆောင်နေရသူတွေလည်းမြင့်တက်လျက်ရှိပါတယ်။အဲဒါကြောင့်ပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေပြည်တွင်းငင်းငယ်ရေးနဲ့လက်နက်ကိုင်ပဋိပက္ခတွေကိုဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့ရွေးကောက်ပွဲအလွန်အစိုးရအနေနဲ့နိုင်ငံရေးတည်ငြိမ်ဖို့လုပ်ရမှာဖြစ်တယ်လို့ စီးရင်နဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်